ဘာစီလိုနာအသင်းရဲ့ပိုလန်တိုက်စင်မိုလီဝန်ဒေါစကင်ဟာဆယ်တာဗီဂိုနဲ့ပွဲမှာဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့်ဘာစီလိုနာမှာကစားစဉ်နေမာသွင်းယူခဲ့တဲ့ဂိုးအီရဲ့အတွက်ကိုကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ဘာစီလိုနာအသင်းရဲ့ကျယ်ပွင့်ကစားသမားတဦးဖြစ်ခဲ့တဲ့ဘရာဇီးတိုက်စင်မိုးနေမှာဟာဘာစီလိုနာအသင်းမှာလင်းရသေးကြကစားခဲ့စဉ်အတွင်ပြိုင်ပွဲစုံ186ပွဲရှင်ပြိုင်ကစားပြီး105ဂိုးသွင်းယူခဲ့တာပါ ်လီဝန်ဒေါစကီအတွက်လည်းဒီယာတီကဘာစီလိုနာကစားသမားဘဝ400သိန်းမြောက်ဖြစ်ပြီး159ပွဲရှင်ပြိုင်ပြီးချိန်မှာ108ကိုအတွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်လီဝန်ဒေါစကီဟာတကောက်ကျော်တန်ရာကြောင့်တလားကြာအနားယူခဲ့ရပြီးပထမဆုံးအချိန်ပွဲထွက်ကစားသမားအဖြစ်ပြန်ကစားတဲ့ပွဲမှာပဲ hat trick အတွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါသူအတွက်လာလီကာမှာ၃ချိန်မြောက်သွင်းယူနိုင်တဲ့ hat trick ဖြစ်ပြီးပွင့်ပြီးမှလီဝန်ဒေါစကီက ကျွန်တော်တို့အရန်ပြောပါရယ်ဗီဂိုကကျွန်တော်တို့အတွက်အမြင်ကစားရခက်တဲ့နေရာတစ်ခုပါအခုကျွန်တော်တို့ရီယယ်မက်ဒရစ်နဲ့အမှတ်နဲ့နဲ့ပဲကွာဟပါတော့တယ်နိုင်ငံတကာရဲတပ်ဘက်ပြီးရင်ကျွန်တော်တို့ပိုကောင်းလာမှာပါလို့ပြောခဲ့ပါရယ်